်မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပါစေလို့မြတ်တာပို့ပါတယ်ရှင်။ဘေးအန္တရာယ်အပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါတယ်။ဒီနေ့တော့ကျွန်မဆက်မမမအင်းရရဲ့ဝတ္ထုလေးတစ်ပုဒ်ဖတ်ပြခြင်းပါတယ်။ဝတ္ထုလေးရဲ့နာမည်ကကိုရီးကြုံတော်တဲ့။ဖြစ်တဲ့ရက်ခန့်ချင်တာကတော့ကျမတို့ရဲ့ Simple Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။ကိုကြီးကြုံတော့ ယထာကထွက်ခဲ့ပါပြီချင်းတကြံပြီးကအစားမို့ခီးတဲ့တွေများလာသည်ရှမ်းပြည်သူအပန်းဖြေခီးထွက်သူတွေကတည်ရက်မှမှအိမ်ပြန်ကြသည် ရွှေညောင်ယထာပေါ်တွင်ခြေချเสียပင်မရှိတော့တောင်းနေကြလာနေကြလူများလည်းနေရမရတော့ပြီးတော့ကျမတို့မှလက်မှတ်ကိုမှောင်ခုမဝဲနိုင်ခုံနံဘက်ရောက်အောင်လေရုံပိုင်ကြီးကိုဝင်ပြောနိုင်သည့်အဆင့်တန်းမျိုးမဟုတ်ပြန်ကြစည်းတဲ့ဘဝမျိုးယောက်ျားနှင့်ယောက်မတွေကရွှေညောင်တွင်ရှိသည် မိဘများကရန်ကုန်တာကေတာတွင်နေသည်တီရောမကျမသည် ရွှေညောင်နှင့်ရန်ကုန်ကိုအလိုလိုကုန်ကူးဖြစ်သည်ယခင်ကတော့ဒီယထာဘော်တွင်မောင်ခိုပစ္စည်းတို့ဖြင့်ပြည့်နှက်နေမည်ဖြစ်သည်ယခုတော့တောင်ကြီးတွင်မောင်ခိုပစ္စည်းအဝင်နေသွားပြီမော်လမြိုင်ပစ္စည်းကိုတောင်ကြီးသို့ပြန်တည်နေရသည်ရန်ကုန်မှအတက်တွင်မော်လမြိုင်ပစ္စည်းကိုတည်သွားမည်အပြန်တွင်တော့တောင်ကြီးမှပစ္စည်းနည်းနည်းပါးပါးနှင့်ရှမ်းပြည်ထွေဆသောကိုများကိုတင်ရသည် ်ယခုတစ်ပတ်ဈေးဝယ်လို့မကောင်းထို့ကြောင့်စစ်တုံပြူဘဲပုံးနှင့်ရောဘာဖနက်ချို့ဝယ်ခဲ့သည်တိတ်များများဆဆမဟုတ်တောင်းတလုံးစာသာရှိသည်သို့သော ထိုတောင်းတလုံးကိုပင်ချစီရနေရမရှိဖြစ်နေလေသည်တကယ်တော့ကျမတို့နှစ်ယောက်ဒီမျက်မှန်းတမ်းမိပြီးသားဘဝတူဈေးတယ်များသာဖြစ်သည်သူတက်စာရင်တော့ကျမကအနည်းငယ်သာသာနာနာရှိသည်ဟုကျမကိုကျမထင်သည် ကျမဒီကုန်ကူးနေတော့လေနောက်ပိုင်းတွင်မိဘနဲ့ယောက်ျားအခြေအနေလည်းမဆိုးလို့သူ့လောက်ဆုပ်ဆုပ်ပြက်ပြက်ပြူးပြူးပြက်ပြက်မဖြစ်သူ့မှာတော့အမဲလို့ထမိန်အနွမ်းနှင့်အင်ကြီးကျဲဒီပြုတ်နှင့်မျက်နှာတွင်တနခါမရှိသူတက်လာနေအမဲတန်းရောက်ရက်ခက်ခါယထာတရွဲလုံးဘေးဒုက္ခဖြစ်ကုန်တော့သည်ခီးတယ်များလေကတိကအောင်ဖြစ်ကုန်ကြရသည်ယခုလဲကြည့်ယထာပေါ်ရောက်သည်နှင့်ကလေးသောလူကြီးသောဖုန်ကြီးသောဘာမှမရှောင် အတင်းကြော်လွားဖိမင်းက တိုးဝေလာခဲ့သည်ဆဲသူဆဲအော်သူအော်နှာခေါင်းရှုံရှုံသူဘာမှကြည့်မဆိုင်ကျမတဝတ်စာမျှတာနေရာကိုတွေ့သည်နှင့်သူ့ပန်းစီကိုဝုန်းကနေပစ်ချလိုက်သည်တည်တွင်ကျမနှင့်ပြဿနာပေါ်ရသည်ထိုနေရာသည်ကျမအတွက်ထိုင်စရာနေရာဖြစ်ဥထားသောနေရာယထာမထွက်သေးလို့အတက်အစင်ရွှေ့ပြောင်းနေလည်းရှိနေသေးလို့ခဏမတက်ရက်နေခြင်းဖြစ်သည်ကျမချီရဲသူသူ့ပန်းစီကြီးပုတ်ခနဲကြလာတော့ကဖြတ်ခနဲသူ့ကိုကြည့်မိသည် သူကမှဘာမှကြည့်မဆိုင်ဘေးလူများပေါ်မှာကိုယ်ကုံပြီးပြတင်းပေါက်မှခေါင်းပြူထွက်ပြီးအပြင်သို့လှမ်းအော်နေသည်သူ့ကိုယ်မှာနန်းသက်ကိုမခံနိုင်သည့်အလားခုံပေါ်မှထိုင်နေသူများကဘေးသို့ကြပြားကြရရိမ့်လိုက်ကြသည် အမကြီးပေယုံပန်းစီတွေပေးဒီမှာနေရာရပြီမများလားနောက်ထပ်သူ့ပန်းစီတွေလှေတစင်းဆောင်လောက်ရောက်လာအောင်မြို့ကိုကျွန်မသိနေသည်ထို့ကြောင့်သူ့ခါကိုဖမ်းဆွဲလိုက်ရသည်ဒီမှာဒီမှာဒီနေရာကငါထိုင်ဖို့ဥထားတာညှိပန်းစီတွေကိုရွှေ့ပြီးအောင်အောက်မှာခင်းထားတဲ့စက်ကူတော်ပေးကုန်ပြီ။ သို့တော်သူသည်လှဲ့မကြည့်တစ်ချိန်တည်းမှပဲနောက်ထပ်ပန်းချောက်တစ်စီးပတင်းပေါက်မှဖြတ်ခနဲကျလာပြန်သည်သူဖန်ဆွဲတော်လည်းမမိလိုက်ထိုင်ကုန်ပေါ်မှလူများပေါင်ပေါ်သို့ကြကုန်သည်ဝေကောင်းစားလောက်ဝှက်ထားသူများဖို့ကြများကြရဖဲ့ပြစ်ကြသည်သူဝမှုလှဲ့မကြည့်နောက်ထပ်ပန်းစီးများကိုလှမ်းယူကတွဲတဲသူကြလူရကြရောက်လူရရောက်ပြစ်ချသည်သူပန်းနေရပန်းချောက်တွေဖြစ်လို့တော်ယုံနဲ့မပြည့်စည်နိုင်မနွမ်းနိုင်သူပန်းနေရထားပေါ်ပါလာဖို့သာအရေးကြီးနေသည် ကျန်နာကနောက်မှကြည်ရှင်းပြီသူလိုသလောက်တင်ပြီးမှ သူ့ကိုတွဲတဲပြန်လှည့်သည်ထိုင်ကုန်ပေါ်မှလူများကိုဖင်နှစ်ပောက်ခဲ့သည်သည်ယခုအချိန်ထိကျမမှာမတည့်ရနေရစေယထာထွက်တော်မီအလုံးကြက်ကြက်တဲတဲချာမပင်နေသားတကြဖြစ်နေကြသည် သူတယောက်မှရောက်ရက်ခတ်နေစေဖြစ်သည်ယထာထွက်ရန်ဩဝဆွဲပြီသူအပြင်သို့လှမ်းအော်ပြန်သည် အမကြီးယထာထွက်တော်မယ်အင်တာဘောက်ကတက်ခဲ့ပြီတော့ အမိဖြစ်ရတူသောမိမကြီးကိုသူကလှမ်းတရိပ်ပေးသည်။ယထာရဲအင်သာကမ်းမှပတင်းပေါက်မှတကားမရှိ အလူတယောက်အလွယ်တကူတက်နိုင်ဆင်းနိုင်သည်။ယထာသည်ထွက်ဆပြုလေသည်။တိနာတဝိုင်းမှခီးတဲ့များမှမူတီတီငင်ငင်မနေနိုင်သည်။သူပြစ်ချထားသောပန်းစီများကိုဖယ်ရှားနေရသည်။သူသည်လှဲ့လဲမကြည့်လှမ်းလဲမယူသည်ဖြင့်လွတ်ရကျွရသောကိုယ်ပါသာဖယ်ချနေကြရသည်။ သူဒီမောပန်းဟန်ဖြင့်ပဆုဆုပ်တထည်ဖြင့်မျက်နှာတုပ်လိုက်သည်ပြီးတော့ကျမချီရင်မှပန်းစည်းများကိုမကဘေးထိုင်ကုန်တစ်ခုအောက်သို့ထိုးသွင်းလိုက်သည်ကျမကထိုင်မြည်ပြုစဉ်သူကဥစွာထိုင်ချလိုက်သည်အလိုတော့သူများနေရပန်းတွေလဲချသည်ရဲ့သူကဥအောင်ထိုင်ပြန်ပြီဖဲ့ပါဒီမှာဆက်ကုကင်းထတာမမြင်ဘူးလားအိုးဒီလိုပဲကြက်ကြက်တက်တက်ထိုင်ပေါ့ပထမဆုံးချိန်သူကအဖက်လုပ်ပြီးစကားပြန်ပြောခြင်းဖြစ်သည်ထိုင်ဖို့ဆိုတော့လဲထိုင်စရာနေရာမရှိတော့ ဘယ်ဖြစ်မလဲထပါထိုင်လို့မှမရတာယခုထိသူသည်တစ်ဖက်သားကိုစစ်စစ်မကြည့်သည်ပါဇက်ကသာစကားပြောသည်မျက်နှာကတစ်ဖက်သူလွှဲထားသည်"အိုဒီလိုပဲထိုင်ပေါ့"သူသည်ဒူးကောင်းကိုတလက်မစာမှရွှေ့ပေးသည်သူပြီးမှပန်းစည်းအချို့ကိုမကထားမိနေရာကိုရှာသည်ပြင်းကျမတောင်းပေါ်သို့ဖြစ်တင်လိုက်ကကဲထိုင်ဟူသောသဘောဖြင့်သူ့ကိုထက်ရွှေ့ပေးသည်ညီပန်းနေဒီဘောတော့မတင်ပါနဲ့ဤအောက်မှာစားစရာတွေပါတယ်စိုးပုံမင်း သူဒီကျမကိုစိတ်မရှိစွာမော်ကြည့်လေတော့သည်ယထာပေါ်မှာဒီလိုပဲပေါ့ကိုယ့်အိမ်မှာမဟုတ်တာသူကတခွန်းပြောပြီးတစ်ဖက်ပြန်လှည့်သွားပြန်သည်ကိုယ့်အိမ်မဟုတ်မန်းတော့တိတာပေါ့ညီဟာလွန်လွန်းနေယထာတစ်စင်းလုံးလည်းသူ့ပန်းနေကြည့်ပဲကျမကမကြင်မနှက်ပြောက ထိုင်ချလိုက်သည်သူ့ကိုမှညှိဆွဆွချွေးနှမ်းကြောင်စိတ်ညစ်ရပြန်သည်မရှိလို့ထမင်းရှာစားတာပဲဘယ်သူကလှုပ်ချင်မှမလဲဖြစ်နေလိုက်တာတောက်ကျိုးနေဘေးလူတွေလည်းနည်းနည်းပါးပါးအားနာအောင်မှာပေါ့ ဒီတစ်ခေါက်မှယထရတဲ့ကြက်လွန်းလို့ပါတော့ခါတိုင်းဒီလောက်စကားမပြောရပါဘူးကျမတို့မြောက်ဒီကြောချင်းကတ်ကရန်ထောင်ရင်လိုက်ပါလာရပါသည်ဘေးလူတွေမှလည်းမပြောတာလို့သာနေရသည်သူ့ကိုမကြင်မနှက်ဖြစ်နေကြသည် သူ့ပန်းစည်းများမှထိုင်ကုန်အောက်ခြေထောက်အောက် နေရအတော်များများတွေပြန့်ကျဲနေသည်ဖြင့်ခြေထောက်ပင်ချစရာမရှိတော့သူအမူမြေသူ့မှဂီယူဆိုင်ဟန်မပြပဲစေဘောလေးတစ်လက်ကိုထုတ်ပြီးဖြွာလေတော့သည်ယထာသည်တရွေ့ရွေ့ဆင်းလာသည် လူများဒီကအေးအေးဆေးဆေးငိုက်မိခြင်းပဲမပြုနိုင် အနေအထိုင်ကျဉ်ကျပ်လို့သဖြင့်ခြေလက်ပင်မဆန့်တာပဲစိတ်ပြက်နွမ်းနယ်သည့်အမူအရာများဖြင့်လိုက်ပါလာကြရသည်ယထာခေါင်းမိုးပေါ်မှလည်းလူများ တက်စီလာကြသည်တိညကျက်သည့်အထဲမှပင်ဇေယောင်းသူတွေရောက်အောင်ရောက်သည်မုံတွေများ ဝိုင်းရရောင်းသူများနေကြစီလက်ဖက်ချောက်ရောင်းသူများဆေးရောင်းသူများသည်ထိုင်ကုန်လက်တန်းများမှနေပြီးဟိုးသည်သည်ကူးနေကြသည် ယထာသည်ဟေဟိုးဘုဒ္ဓတို့ဝင်လာသည် မပန်းသည်တစခန်းထပြန်သည်အမ ayi ဒေစီဘန်းကနစီဟုံးကိုတစ်ခွိုက်လဲအကုန်ဆွဲလိုက်အိမ်သားကတကားပေါင်းမှဆင်းသွားဟန်တူတော့သူ့အမိကိုလှမ်းអော်ပြန်သည်ဘေးလူများမျက်လုံးပြူးကုန်ကြသည်ပြတင်းပေါင်းမှ ပန်းစီများပြစ်သွင်းလိုက်ပြန်သည်ဟဲ့ဟဲ့အိုးဘယ်နဲ့ဟာလဲဒီပေါ်တင်လို့မရဘူးအောက်မှာလက်ဖက်ချောက်တွေပါတယ်အိုးဒီနားမှာဘယ်ဖြစ်မလဲကလေးအိတ်နေတာမမြင်ဘူးလား ဒီတကားတော့အားလုံးကဒီမခံနိုင်ပြီဖြစ်လို့ဝိုင်းအော်ကြနေသည်နေသားတကြရှိပြီးသူများလည်းဖျို့ဖျဲဖြစ်ကြရပြန်သည်သူအမူထမင်းကိုဘေးလူများမျက်နှာပေါ်ဝဲသွားသည့်အထိဖြန့်ဝေလိုက်ကပန်းစည်းများကိုမပေးသွင်းပြန်သည်ပြီးနေထုံးစံအတိုင်းသူများပစ္စည်းပေါ်သို့ဖြက်ခနဲဖြက်ခနဲပစ်ချလိုက်သည်ကျောင်းသူဖြစ်ဟန်တူသောမိန်းကလေးတယောက်သည်တက်တံတလုံးပေါ်တွင်တီအိတ်ကလေးပိုက်ခါထိုင်နေရမှရင်ဝါကိုပန်းစည်းဖြင့်ပောက်ခံလိုက်ရသည်ဖြင့်မျက်စိမျက်နှာပြက်သွားသည် မျက်နှာနဲ့ရေကနေဖြစ်သွားသည်။"အိုးရှင်ဘလို့လဲလူတယောက်လုံးထိုင်နေမမြင်ဘူးလား။သူပြန်မပြောအားသည်။တစ်ခွတကိုင်ကိုဘေးမှတန်စကားတန်းပေါ်ပူးချနေသည်။သူဒီဘက်လှဲ့လာတော့ခါတစ်ခွခိုင်သည်ထိုင်နေသောလူကြီးတူခေါင်းကိုရိမ့်ထိုးပြီးတော်တော်ခောက်နေသည်။ဟိတ်တငယ်မမင်းပန်းခိုင်ဒီမှာချီလို့ပဲဖြစ်မလဲဒီမှာခေါင်းနဲ့မလွတ်ဘူး။သူဒီပြန်လှဲ့သွားကအနည်းငယ်မြင့်ပြီးပြင်ချီလိုက်သည်။ဒီတခါတော့ဘာဖြစ်ဖြစ်ဟူသောသဘောဖြင့်အပီးအပြိုင်ပြန်လှဲ့လာသည်။ ရှင်ဝါကိုပန်းစည်းဖြင့်ပေါက်ခံသူမိန်းကလေးကသူ့ကိုစိတ်ဆိုးမှန်ဆိုးကြည့်နေသည်။သူ့ပန်းစည်းကိုလည်းသူထိုင်မြင့်နေရာပေါ်ပစ်ချထားသည်။ကျမမူနေရာမှာထားလို့မရတော့။ထားလိုက်လင်လေသူ့ပန်းစည်းကချက်ချင်းရောက်လာမည်။သူဒီသူထိုင်မြင့်နေရာမှာပန်းစည်းကိုကောက်ယူပြီးကျမတောင်းပေါ်သူပြစ်တင်လိုက်ပြန်သည်။ဒီတစ်ခါတော့ကျမသီးမခံနိုင်။သူ့ပန်းစည်းကိုယူပြီးသူ့ပေါင်ပေါ်ဖုတ်ခနဲပစ်ချလိုက်သည်။ထိုအချိန်မှစပြီးသူဒီအားလုံးကိုစောင်းမြောင်းက ကက်ကက်လန်အောင်ရန်တွေ့နေတော့သည်။ ်ခါနဲ့ဒီလိုပဲသွားနေတာဘာမှမဖြစ်ဘူးဒီတစ်ခေါက်မှယထာကျက်လုံးလို့ဟာကိုတကယ်တည်းဖြစ်နေလိုက်ကြတာဘသူက၎င်းနေရင်သွားချင်မှလည်းမလွှဲတာလို့သွားရတာခီးသွားချင်းကိုချင်းစာမှာပေါ့သူကပင်တပြစ်တောက်တောက်ပြောနေလေတော့ဒီပြီးတော့သူ့ပေါင်ပေါ်မှာပန်းစီကျမတောင်းပေါ်ချပြန်သည်ကျမကလည်းစိတ်ပေါက်ပေါက်နဲ့ပြန်ဖဲ့ချလိုက်သည်ကျမတို့နှစ်ယောက်ခြေနေမှာထပြီးနဗန်းလုံးတော့မလောက်ဖြစ်လာသည်ကျမလည်းဒေါသကြောင့်တဆက်ဆက်တုန်နေပြီသူ့မျက်လုံးများကလည်းမြူဝင်းတောက်တော့မြည် မတင်မနဲ့လို့ဘယ်နှခါပြောရမလဲအောက်မှာစားစရာတွေပါတယ်ထိုင်တော်နဲ့သူများနေရာကိုအတင်တိုးထိုင်ပြီးတော့သူ့ဟာတွေသူများပေါ်ရှောက်တင်နည်းနည်းမှအလိုက်ကန်းစိုးမသိဘူးဘသူကတင်ခြင်းမှမလဲထားစရာနေရာမရှိလို့တင်တာ哦ထားစရာမရှိဘာလို့ထပ်ထပ်ပြီးဝဲနေသေးလဲအားလုံးကြက်ကြက်တဲတဲဖြစ်နေတာမမြင်ဘူးလားအိုးဘသူကအလကားနေဝဲနေမလဲမရှိလို့လှုပ်ရှားတာ哦အာဟင်ရအပျော်ကြီးထွက်လာတာမဟုတ်ဘူးတော့သူဒီသူ့ဘက်မှာအခိုင်မာရက်တီကအလျှော့မပေးစတဲ့ပြောနေလေသည် ခီးတဲ့များကလည်းသူ့ကိုဝိုင်းကြည့်နေကြသည် သူ့ကိုအပြောအခက်အခံအခက်ဖြစ်နေကြသည်နောက်ဆုံးသူသည်သူ့ပန်းစီကိုကျမတောင်းပေါ်တင်မြဲပြန်တင်ကနေရာကိုအတင်းတိုးထိုင်ပြီးတလောကလုံးဂီးမဆိုင်ဟန်ဖြင့်စေဘောလေးကိုဖြွားနေပြန်လေသည်အားလုံးသည်မခံကြည့်မခံသာဖြစ်ကာသူ့ကိုမျက်နှာလွှဲထားကြရလေသည်ရထားကြီးကကုန်းမြေမြင့်မှဖြည်းဖြည်းမှန်မှန်ဆင်းလျက်ရှိသည် နောက်ဘူတာများတွင်တော့သူပန်းဝယ်ခွင့်မရတော့ဒီတင်းပေါက်နာကလူများကသူ့ကိုကာစီပိတ်ဆို့ထားကြသည်ဘေးမှထိုင်နေသူများကလည်းခနာတစ်ဖြုတ်ပင်ဖယ်မပြီးတော့သူကုံပြီးထတော့လဲခြေလှမ်းရွေ့လို့မရထို့ကြောင့်သူဒီပါးစပ်မှပြစ်တော့ပြစ်တော့ပြောကာထိုင်နေရသည်အိမ်သာအဝင်ဝနေထိုင်နေတော့သူ့အမိကလှမ်းကြည့်သေးသည်သူကခေါင်းခါပြလိုက်သည် ထို့နောက်သူဒီလမ်းတစ်လျှောက်လုံးဆေးလေးဖွာလိုက်ဘေးခုံမှသူများဒူးကောင်းတွေကိုမှီပြီးငိုက်လိုက်နဲ့လိုက်ပါလာလေသည် သူများ၏ထမင်းစားသည်ကိုမြင်သောအခါသူသည်ပါလာသောခြိုက်ထဲမှထမင်းကိုဖွင့်ပြီးစားသည်ပြီးတော့မျက်နှာတုပ်သောပစိုးပိုင်းဖြင့်လက်တုပ်ခါဆေးလေးဖွာသည်ဒီနောက်တွင်တော့လမ်းတစ်လျှောက်လုံးသူ့အတန်မကြားရတော့တလန်းလုံးငှိုက်ပြီးပါလာလေသည်ရန်ကုန်ဘူတိုင်းရောက်သောအခါသူများ၏လှုပ်လှုပ်ရှားရှားပြင်ဆင်နေချိန်မှာသူသည်အေးအေးဆေးဆေးထိုင်နေသည်လူအလုံးစင်းသွားမှပင်နေရာအနှံ့ရောက်နေသောသူ့ပန်းစည်းများကိုယူရပေမည် အခုတော့သူသည်ပဂရိအေးဆေးငြိမ်သက်လျက်ရှိသည်သည်တနည်းကကျမ38လမ်းစီသို့ရောက်သည်ရောင်းစရာရှိတာရောင်းဝယ်စရာရှိတာဝယ်ပြီးပြန်လာခိုက်သူ့ကိုတွေ့ရသည်သူသည်မြူနစ်ပယ်ကားအလောက်ကိုကြီးလန်းစာစားကြည့်နေကြသောဈေးတယ်များအကြားတွင်ပန်စီဖန်းကိုရှေ့ချကစိတ်ပြက်လက်ပြက်ထိုင်နေလေသည်ကျမကိုတွေ့သောအခါမေဟန်ချောင်းဟောင်းကိုတွေ့သည့်အလားသူမျက်နှာဝင်းထိန်သွားသည် ယထာပေါ်မှာတော့ကလို့တလောကလုံးဂီးမဆိုင်သည့်အတွင်စိန်ခေါ်သည့်အတွင်မျိုးမတွေ့ရတော့ယခုတော့သူသည်အစိမ့်မရှိသောမွေးပမာငြိမ်သက်လို့နေသည်သည်သူကကျမကိုစပြီးပြုံပြီးနှုတ်ဆက်ဟန်ပြုသဖြင့်ကျမလည်းပြုံးလိုက်ရသည် အမဈေးလာတာလားပန်းဝဲပါဘူးအမရေယခုတော့ကျမနှင့်ယထာပေါ်မှာရန်ဖြစ်ခဲ့သည်ကိုသူမေ့တော်ဟန်တူနေသည်သူမဟုတ်ပါကလည်းသူသည်ယထာပေါ်မှာတယောက်မဟုတ်တယောက်နေရင်ဖြစ်မြဲဖြစ်ဟန်တူနေသည် သူကဖော်ဖော်ရွေးနှုတ်ဆက်လို့ကျမကလည်းကောင်းကောင်းမွန်မွန်ပြန်နှုတ်ဆက်ရသည်ဟုတ်ကဲ့ဈေးလာတာပန်းနေတော့အိမ်မှာရှိသေးလို့မဝယ်တော့ဘူးဝယ်သွားပါအောင်အမရေရောင်းမကောင်းလို့ပါကျမခါတိုင်းဒီလိုချမရဘူးကီလီမှာအကုန်သွင်းလိုက်တာပဲဒီတစ်ဖက်ဈေးမရလို့လို့ချရောက်နေရတာဝယ်ပါအောင်အမရေသူ့ရဲ့ချိုသာကျွန်းနွန်သောအပြောကြောင့်ကျမပန်းတစည်းဝယ်ဖြစ်သည်သူကပိုးပိုးတတ်တတ်အစိတဝက်ခန့်အစ်စ်ထည့်ပေးနေသည်နေပါစေဆိုတော့လက်မရယခုတော့သူသည်စေတနာရှင်မလေးဖြစ်နေပြန်သည် ဒီတစ်ခေါက်ရှမ်းပြည်တက်သေးလားကျမကအလာပါတလာပါပြောလဲရသေးသည်တက်တဲ့အမကြီးမသွားလို့မဖြစ်ဘူးလေတစ်ခေါက်သွားမှတစ်ခေါက်စားရတာဒီမှာလဲတခြားဟာရောင်းမစားတတ်ဘူးလေငွေရင်းလည်းမရှိဘူးမဟုတ်လားခုမှတော့ပန်းကအရင်နေ့မှတိတ်မလို့တာဒါကြောင့်အပင်မန်းခံပြီးသွားနေရတာအမရဲ့အင်းဟုတ်ပါရဲ့သူ့အတွက်လဲခီးစိတ်စားစိတ်ကြည့်အောင်ကပန်းများများတည်နိုင်မှဖြစ်ပြီထို့ကြောင့်လဲသူဒီအများကအညိုညင်ကိုခံကသူ့ဝမ်းရည်အတွက်လုံပန်းရပြီနီး သူဒီအတွေ့အကြုံရအားလုံးကိုဥပိ္ပခာပြုနိုင်မှသူ့အတွက်ရနိုင်မည်ကိုသဘောပေါက်နားလည်ထားကခိုင်ခိုင်မာမာကြင့်သုံးခဲ့ဟန်သူသည်ယခုတော့လေသူပင်ကိုစိတ်ရင်းလေးမှမစိုးလားရန်ဖြစ်ခဲ့ဘူးတော့လေတကယ်တမ်းရန်သူတွေမဟုတ်ကြသည်ကိုသူနားလည်သည်ထို့ကြောင့်လေသူသည်မိဟောင်းဆွေဟောင်းဘက်မှရင်းနှီးပြူငါစွာဆက်ဆံလေသည်ယခုတော့ကျမလည်းနားလည်ခဲ့ရပြီ။ သူကသူ့ဝမ်းရည်အတွက်အားလုံးကိုရန်သူလိုမန်ဖီခင်ရတယ်လို့ကျမတို့ကလည်းကျမတို့တနေရာစာအတွက်သူ့ကိုမကျင်မနှက်ဖြစ်ခါညူစုခင်ရသည်လူတို့ဒီကိုတနေရာစာရက်တီနိုင်ရည်အတွက်အရေးချုံလာသောအခါမူလစိတ်ရင်းဖြစ်သောမေတ္တာအကျဉ်းနာလေးများသည်တည်င်းကအားဖြင့်ကြွေပြောက်သွားတတ်ကြလေသည်တကားအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် အခုလိုဝတ္ထုလေးတွေကိုအမြဲတမ်းဖတ်ပြခြင်းလို့ကျမတို့ရဲ့ Summer Daily Life Channel လေးကိုလက်ခံ Subscribe လေးလုပ်ပေးပါဦးနော်။နှစ်သက်မြင့်ရတဲ့ငယ်ချင်းမိတ်ဆွေတွေကိုမျှဝေပေးဖို့မြစ်တက်ရက်ခံပါရစေ။ကျေးဇူးတင်ပါတယ်ရှင်။